ကြားလိုက်တော့မယ်เนาะအတူတူ live လုပ်ကြည့်ကြမယ်အရင်ဆုံးကိုယ့်ရဲ့ဘဲခြေလေးကိုဘဲခြေလေးကို90ဒီဂရီထောက်မှန်လေးထားမယ်။ညာခြေလေးကိုအနောက်ကို straight line လေးထားမယ်။ခြေပမိုးလေးတွေခင်းထားမယ်။ခြေသလုံးလေးတွေတစ်ဖြောင်းနဲ့လေး။ one byte လေးရှက်ထားမယ်။ကိုယ့်ရဲ့လက်ကလေးကိုအရှိမဖွဖွာလေးထောက်မယ်။ရှင်လေးဖွင့်ထားမယ်။ကြောလေးဆန့်ထားရအောင်။ဟုတ်ပြီ။ထိန်းထားမယ်။ပြီးကျော်အက်လေးမှာခဏလေးထိန်းထားပါ။ တင်ပါလေးတွေကိုလိမ့်နေလို့ရှိရင်နည်းနည်းလေးပြန်တက်ပေးရအောင်တကယ်လို့ပြင်သားတက်လို့အဆင်မပြေသေးဘူးဒီနားလေးတွေမှာနည်းနည်းလေးတင်းနေသက်သေးတယ်ဆိုလို့ရှိရင်တော့ဘယ်ဘက်ကိုလှိမ့်ချညာဘက်ကိုလှိမ့်ချရင်းနဲ့ကိုယ့်ရဲ့တင်းနေတဲ့ hip ကလေးတွေကိုနည်းနည်းလေးပြန်လျှော့ပေးပါဟောပြီးဒီနေထားလေးမှာကိုယ်နည်းနည်းလေးအဆင်ပြေသွားပြီဆိုလို့ရှိရင်တော့ပီဂျွန်အက်လေးမှာခဏလေးထိန်းထားမယ်အသက်လေးကိုဝမ်ဝရှူသွင်းမယ်နည်းနည်းရှိုင်းရှိုင်းလေးရှူထုတ်ပေးမယ် ။ဟောပြီးဒီနေထားလေးမှာခဏလေးထိန်ထားမယ်။1 byte လေးရှက်ကြောလေးကိုနိုင်တလောက်ဆန်ထားမယ်။လက်ဒီမှာတဆုံးအားမပြူထားရဘူး။လက်ကလေးတွေဖွားဖွားလေးပဲ။ဟောပြီးဖြည်းဖြည်းချင်းပီကျွန်ထောင်းလေးဆင်းလိုက်မယ်။လက်ကလေးတွေအရှင်ကိုတလန်းချင်းစီတလန်းချင်းစီဆန်ထုတ်မယ်။ဒီညောင်းလေးကိုကိုရဲ့ခြေကလုံးလေးမှာဖိချထားမယ်။နပူးလေးချမ်းမြင်လို့အတည်။အဲ့ဒီမှာတင်မာလေးတွေကဘယ်ဘက်ကိုအောင်းများနေတယ်။ညာဘက်လေးကိုတင်မာလေးနှိမ့်ပြီးပြန်ဖိချမယ်။ အောင်ပြီးဒီနေသားလေးမှာခဏလေးလျှော်လိုက်ရအောင်ကိုရဲ့ကြွချွန်လေးကင်းနေရလို့လျှော်မယ်ပေါင်မဆဲလေးတင်းနေရလို့လျှော်ပါမယ်တတောင်တတာလေးပါပဲဒီနေသားလေးမှာကိုတင်းအားရှိရင်ပြင်းအားရှိသလားအချိန်ကြာလေးလျှော်ပေးပါအောင်ပြီးယူကတော့တလောက်လေးလျှော်လိုက်ပါတယ် โอเคဒီနေသားလေးကနေနောက်ထပ် happy baby ပို့လေးသွားမယ်ဒူးလေးနှစ်ဖက်ကိုတော့ခြေချောင်းခြေပါလေးတွေကိုလက်ချောင်းလေးတွေနဲ့ချိန်လိုက်မယ်ဟုတ်ပြီဒီနေသားလေး happy baby ပို့လို့ခေါ်တယ်ဒီနေသားလေးနဲ့ခါလေးတွေကိုဘဲဘက်ကိုလှိန်ချမယ်ညာဘက်ကိုလှိန်ချမယ်ဘဲဘက်ကိုလှိမ့်ချမယ်ညာဘက်ကိုလှိမ့်ချမယ်ဒီ position လေးမှာလဲစီးကုံလေးတွေကိုညှစ်ထားပေးရအောင် စည်းပုံလေးတွေကိုညှင်းပြီးဘယ်ဘက်ကိုလှိမ့်ချမယ်ညာဘက်ကိုလှိမ့်ချမယ်အသက်လေးကိုပုံမှန်လေးရှူသွင်းမယ်ပုံမှန်လေးရှူထုတ်မယ်အသက်ရှူတာလေးနဲ့ကိုယ်ခန္ဓာကိုယ်လေးသွားနေတဲ့လှုပ်ရှားမှုလေးတွေကိုချိတ်ဆက်ပြီးတည်ပေးမယ်ဟာပြီဒီနေသားလေးကနေအလဲမှငြိမ်လိုက်မယ်ခြေဝါးလေးနှစ်ဖက်ကိုပူလိုက်မယ်ဖြည်းဖြည်းချင်းခြေဝါးလေးနှစ်ဖက်ကိုကျမ်းပြင်လေးစီမှာခြေဝါးလေးပူရတဲ့အတိုင်းလေးချလိုက်မယ် ဟုတ်ကဲ့အရင်ဆုံး hero တွေ time pose လေးနဲ့အရင်နေပါမယ်။ခေါင်းကိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ခုခန္ဓာကိုယ်လေးကိုတက်တောင့်တက်တာအနေထားလေးနဲ့ပဲ time pose လေးမှာလက်ကလေးတွေကိုအရှိူတက်ဆုံးဆန်းထုတ်လိုက်မယ်။ပုံမှန် time pose ထဲမှာကိုကဒူးလေးကိုနည်းနည်းလေးခွဲကပေးပါ။ဒူးလေးကိုနည်းနည်းလေးခွဲကပေးလိုက်မယ်။ one bite လေးတွေရင်ညွန်လေးတွေနိုင်ရင်ဖိချမယ်။နှစ်ဖူးလေးကိုကျန်းပြင်လေးနဲ့တက်တောင့်တက်တာလေး ဟုတ်ပြီဒီနေ့ထားလေးမှာကိုယ်စိတ်ကလေးကိုလည်းတည်ငြိမ်အောင်ထားမယ်ကိုယ်ခန္ဓာကိုယ်ရဲ့တင်းအားလေးတွေအားလုံးကိုလည်းဖြေလျှော့ထားလိုက်မယ်။သုံးချိန်လောက်အသက်ရှူကြည့်ပါရှူသွင်းလိုက်တယ်။ကြံပြီးရှူထုတ်တယ်နက်နက်ရှိုင်းရှိုင်းလေးရှူထုတ်ပေးပါ။နောက်ထပ်တစ်ချိန်ရှူသွင်းနေရှူထုတ်အောင်မယ်ပြည့်ပြည့်ဝဝလေး နောက်ဆုံးတစ်ကြိမ်ရှူသွင်းနေပြန်ပြီးရှူထုတ်တယ်ဟောပြီးဒီ position လေးကိုယူတော့က10 second 20 second 30 second ထိကိုအချိန်ပေးနိုင်ပေးနိုင်တယ်လို့မျိုးနေကြည့်ပါဒါလေးကလည်းခေါင်းကိုက်တောင်ကိုတတ်တာစေပါတယ် ပြီးနောက်တစ်ခုနောက်လေ့ကျင့်စရာလေးတစ်ခုကိုထပ်ပြပေးမယ်နော်နောက်တစ်ခုကတော့ကိုယ့်ရဲ့နံရံလေးရှိရဆိုရင်ပို့ပြီးတော့မှအဆင်ပြေပါတယ်ကိုယ့်ရဲ့နံရံလေးကိုနံရံလေးပေါ်မှာခြေထောက်လေးထောင်လိုက်မယ်ကိုယ့်ရဲ့ဖြားလေးပေါ်မှာတော့ကိုကတက်တောက်တက်တာလေးပလက်အနေထားလေးရှိမယ်ပြီးရင်တင်မားလေးနဲ့နံရံလေးနဲ့ရတဲ့လောက်ဆွဲကပ်မယ်ခြေထောက်လေးကိုနံရံလေးပေါ်မှာရတဲ့လောက်လေးဆွဲထောင်ထားမယ်တပြောင်းနဲ့လေးဒူးလေးတွေဖြောင်းထားမယ် ခြေပွားလေးနှစ်ဖက်ကိုလည်းပူထားမယ်။ဟုတ်ပြီလက်လေးနှစ်ဖက်ကိုကိုယ့်ရဲ့ဝမ်းပိုက်လေးပေါ်မှာတက်တောင့်တက်တာလေးတင်ထားလို့ရတယ်။ဒါမှမဟုတ်လက်ကလေးယူပြီးမှခွဲကားထားလို့လည်းရတယ်ကိုသက်တောင့်သက်တာဖြစ်မဲ့အနေထားလေးမှာထားထားမယ်တချို့တွေခားနာတဲ့သူတွေဆိုလို့ရှိရင်တော့ကိုရဲ့ဒီခားလေးအောက်မှာဟိုခေါင်းလေးတစ်ခုဖြစ်ဖြစ်ခူထားလို့ရပါတယ်ဟုတ်ပြီဒီနေထားလေးမှာ

ချင် Okay ပြန်ချလိုက်တော့မယ်ဟုတ်ကဲ့ပါဒါလေးကကိုနေနိုင်လဲဆိုရင်တော့20 second နိုင်ဝက်လောက်ထိလဲနေလို့ရပါတယ်။ဟုတ်ကဲ့ပါဒီလေးချင်းစင်လေးတွေကတော့ဝမ်းချုပ်တက်တဲ့သူတွေ fasting လုပ်နေတဲ့သူတွေ detoxification flow လေးကိုလေ့ကျင့်တင်နေဆိုရင်ဒီ flow လေးကိုလိုက်ပြီးတော့မှလေ့ကျင့်ပေးနိုင်ပါတယ်ရှင်။ကျေးဇူးများအကြီးတင်ပါတယ်။ ဟုတ်ပြီနောက်တစ်မျိုးလေးအနေနဲ့ကိုယ့်ရဲ့ဖဲခြေလေးကိုစမ်းမယ်။ညာဒူးလေးကိုကိုယ့်ရဲ့ sorry ညာခြေပြားလေးကိုဘဲဒူးလေးပေါ်မှာတင်လိုက်မယ်။လက်လေးနှစ်ဖက်ကိုဘေးတစ်ဖက်တစ်ချက်စီတန်တန်လေးစမ်းထုတ်လိုက်မယ်။ရှူသွင်းလိုက်တယ်။ရှူထုတ်ရင်ဘဲလက်ကလေးကဘဲဒူးလေးကိုညာ sorry ညာဒူးလေးကိုလှမ်းပြီးဖိချလိုက်မယ်။ဘဲဘဲချမ်းလေးစီကိုဖြည်းဖြည်းချင်းဖိချမယ်။တပြိုင်နက်ထဲမှာမျက်နှာလေးကိုညာဘက်လက်ချောင်းထိတ်ကလေးကိုကြည့်လိုက်မယ်။ ိုယ့်ရဲ့ဒူးလေးနဲ့ကြမ်းပြင်းလေးနဲ့ထိတဲ့အထိဆွဲကတ်ထားမယ်။ဟောပြီးခါလေးတွေကြောလေးတွေမှာရှိနေတဲ့တင်းအားလေးတွေကိုဖြေလျှော့ပေးလိုက်ရအောင်။အိုးထားမယ်1 2 3 4 5 6 7 8 9 and five hobby ตาလေးဖြည်းဖြည်းချင်းအလေကိုပြန်လာလိုက်ရအောင် လဲရောက်ရင်ကိုယ့်ရဲ့ညာခြေလေးပြန်ဆန်းလိုက်မယ်နောက်တစ်ဖက်ချိန်ရအောင်ဘဲခြေလေးကိုညာဒူးလေးပေါ်မှာတင်မယ်ညာဘက်လက်ကလေးကဘဲဒူးလေးကိုဖြည်းဖြည်းချင်းညာဘက်ချမ်းလေးကိုဆွဲဖိချလိုက်မယ်တပြိုင်နဲ့ထဲမှာမျက်နာလေးကလည်းဘဲဘက်လက်ချောင်းထိတ်ကူလိုက်ကြည့်မယ်အဲ့ဒီမှာကိုယ့်ရဲ့လက်မောင်းလေးတွေပခုံးလေးတွေကြွားလာရင်ပြန်ဖိချလိုက်ပါဟုတ်ပြီဒူးလေးကိုကျမ်းမြင့်လေးနဲ့ထိတယ်ထိဆွဲဖိချပေးပါထိန်းထားမယ်1 two, three, four, and five. ဟုတ်ပြီ။အသာလေးအလေကိုပြန်လာလိုက်ရအောင်။လေရောင်းလေလေးတွေပြန်ဖြည့်လျှော့လိုက်မယ်။ဒူးလေးပြန်ဆန်းလိုက်မယ်။သက်တောင့်သက်သာလေးပြန်နားလို့ရပါတယ်။ဟုတ်ကဲ့ပါ။ဒီလေးကျင်ကန်းလေးတွေကတော့ ခါနာတဲ့သူတွေလေ့ကျင့်ပေးရမယ်ယောဂလေ့ကျင့်နာလေ့ကျင့်စဉ်လေးခုနှစ်မျိုးဖြစ်ပါတယ်လိုက်ပြီးတော့မှလေ့ကျင့်ပေးနိုင်ပါတယ်ဂျေဆုမြားအကြည့်တင်ပါတယ်ရှင် ။ဟုတ်ပြီနောက်တစ်ခုနောက်လေ့ကျင့်ခန်းလေးတစ်ခုအနေနဲ့ကတော့ခြေထောက်လေးနှစ်ဖက်ကိုဒူးလေးပေါ့ကိုယ့်ရဲ့ဘယ်ဒူးလေးပေါ်မှာညာဒူးလေးကိုထပ်လိုက်ပါမယ်။ခြေပြားလေးထောက်လိုက်မယ်။ညာဘက်လက်ကလေးကိုအနောက်ကကိုယ့်ရဲ့မိညာရိုးနောက်မှာထောက်လိုက်မယ်။ဘယ်ဘက်လက်လေးကိုဆန်းထုတ်လိုက်မယ်။ရှူသွင်းလိုက်တယ်။ရှုထုံရင်းထဲမှာကိုယ့်ရဲ့ဘဲတံတောင်လေးနဲ့ညာဒူးလေးနဲ့ကိုတွန်းပြီးအနောက်ကိုလှည့်ကြည့်လိုက်မယ် ဟုတ်ပြီမျက်နှာလေးနောက်တတဲကိုကြည့်မယ်။ပခုံးလေးတွေရှေ့နောက်တတန်းနဲ့ဖြစ်ဖို့ထိန်ဖန်တီးထားပေးရအောင်။ဝမ်ပိုက်လေးကိုရှက်လိုက်မယ်ရှင်လေးဖွင့်လိုက်မယ်။ဟုတ်ပြီခါလေးနဲ့ကြောလေးကိုအနောက်ကိုများများလေးနိုင်သလောက်ဆွဲလှည့်လိုက်မယ်။ခါနေရာမှာရှိနေတဲ့တင်းအားလေးတွေကြောနေရာမှာရှိနေတဲ့တင်းအားလေးတွေကိုဖြေလျှော်ရင်းဖြင့်ဗတ်ပိန်းလေးတွေကိုပြေကတ္တတာစေပါရယ်။ဟိုးထားမယ်ဒီနေထားလေးမှာလဲ5 second 1 2 three, four, and five. ဟုတ်ပြီ။ဒါလေးဥကောင်းလေးတက်တက်လေးပြန်လာမယ်။ဖြီးပြီးမှကိုလုံးလေးဒါလေးပြန်လှည့်လိုက်မယ်။ဟုတ်ပြီ။ဒီတစ်ခါနောက်တစ်ဖက်လေးချိန်လိုက်မယ်။ညာဒူးလေးကိုကြော်ပြီးရောမှဘဲဒူးလေးထောင်လိုက်မယ်။ခြေဘွားလေးချမ်းပြင်မှခင်းထားမယ်။ဘဲဘက်လက်ကလေးအနောက်ကမိညာရိုးနောက်မှာထောင်မယ်ညာဘက်လက်လေးစမ်းထုတ်လိုက်ရအောင် ရှူသွင်းလိုက်တယ် ရှူထိုးရင်းနဲ့မှညာတထောင်လေးနဲ့ဘယ်တူးလေးနဲ့ကိုတွန်းမယ်မျက်နာလေးအနောက်တက်တက်ကိုကြည့်မယ်ဝမ်းပိုက်လေးဆွဲရှက်လိုက်ရအောင်ပြီးမှခါးလေးနဲ့နံရိုးလေးကိုအနောက်ကိုများများလေးဆွဲလှည့်လိုက်မယ်ဟုတ်ပြီဒီနေ့ထားလေးမှာလည်း5 second hold ထားရအောင်1 2 3 4 5 and five ဟောပြီးဒါလေးဥကောင်းလေးဒါလေးအရင်ပြန်လာမယ် b မှာကိုလုံးလေးဖြည်းဖြည်းချင်းပြန်လာလိုက်မယ်ဟောပြီးဒီလေးခြင်းကန်းလေးကိုလည်းခါနာတဲ့သူတွေလေ့ကျင့်နိုင်ပါတယ်ကျမတို့ရဲ့ယောဂမာစတာ channel ကို like and subscribe လုပ်ဖို့မမေ့ပါနဲ့နော်။